ဆရာကြီးတော်ဆွေရေးသားသောဝတ္ထုလိုကောင်းတစ်ပုဒ်ဖြစ်သည့်ချက်အရက်လေးပင်ပတ်လဲစီဝင်ဆောင်နှင့်ခြေတန်းရှိအိမ်မြင်ကြီးတစ်လုံးရှိတွင်လေးပင်ကောင်းငယ်လေးတစီရက်လိုက်ပြီးလင်းမယားကြီးကြီးနှောင်းဆင်းလာကြသည်လင်းမယားကြီးကြီးဆိုသည်မှာအသက်ကြီးသည်ကိုမဆိုပါသူတို့ခန္ဓာကိုယ်ဝါဖြိုးဤထွား၍ကြီးမားနေခြင်းသာဖြစ်ပါသည်သူတို့တက်ကော ဘာရှိအုံးမီနီမတကောင်30တတ်တာလေးပဲပေါ့ယောက်ျားဖြစ်သူယွာချင်းမအရက်ဖောနှောနေကြောင်းသူမျက်နာငကူညူညူမနီးဆက်ဆက်ပြောင်ပြောင်တင်းတင်းနေခြင်းကပေါ်ပြနေပေသည် သူလည်းပင်မှာလဲရွှေချိုးကြီးရှိ၍ရှက်အင်းကြီးကိုကြည်သည်မတက်ပဲရှင်ဘက်ဟာထားရပေသည် အခုခေလျောက်ကြီးဝါနေသူတို့ဤစတိုင်ပင်သူတို့ကဘောကဆင်လာတော့ခါ၌ ူ့လက်ထဲမှာ Johnny Walker Whiskey Double နဲ့ Lucky Strike 10ဘူးပင်ကာတွန်းတစ်ထုပ်ပါခဲ့သည်။တမန်တလင်းကအိမ်မင်းကြီးရောက်ရောက်ဒီ night ဘလက်ကလက်ထိုင်ပေါ်တွင်လဲလျောင်းနေလေသောအသက်90ခန့်ဝဝဖိုင်ဖိုင်အရက်စီပြနေသည့်ခန္ဓာကိုယ်ပိုင်ရှင်ပုဂ္ဂိုလ်ကြီးကစီးကျွ၍အဲဟဲဝဲကြီးတို့လေများပါလားအဲနေပါဦးဝဲကြီးမင်းပြောင်းထားတဲ့နာမည်ကခမောင်းလေပါဆရာ အေးအေးငါမင်းနာမည်ဟောင်းနှုတ်ချိုးနေလို့ကွာသိမရှိပါနဲ့ဟောဆရာကလည်းကျွန်တော်ကဆရာဖနှောက်နဲ့ထပ်ပေါက်လေဝမ်းသာအရာခင်ရမဲ့လူပါဆရာရဲ့ဆရာကျွန်တော်ကျေးဇူးရှင်ပါအခုဆရာကိုကျွန်တော်ကတော့ရအောင်လာခဲ့တာပါဆိုပြီးလေမရနေအောင်သူ့ရှိမောင်းမောင်းပစ်စ်တုပ်ထိုင်ကြသည်ဝဲကြီးကအေးအေးခမောင်းလင်ကသူ့လက်ထဲမှာ secret နဲ့အချက်ပလင်းကိုရှီချလိုက်သည် အောင်မယ်ဂျော်နီဝါကားနဲ့လက်ကီစထရိုက်ပါလားဟာမင်းဘယ်ရရခဲ့တာအောင်ကွာဆရာတို့ပဲကျွန်တော်ကိုလှုပ်လို့ဝဲခိုင်းနေကန်နာလန်ကတ်စတန်ယုံနံက900ဂလာဆီယာပဲဆရာအေးဒီဂလာနဲ့မင်းမျက်နှာတမ်းမိနေပလားလူတိုင်းသူရောက်တာမဟုတ်ဘူးကွာဆရာတို့ကျေးဇူးကြောင့်ကျွန်တော်သူနဲ့မီးတည်နေပါပြီဆရာအေးကောင်းတာပေါ့ကွာဒါရီကူဘလော့စီပေးရလဲ ီဂရက်က55ချက်ဆရာပလင်းက130ချက်ထိုးလို့ဒီပလင်းကိုကောက်ကင်လိုက်၍အေးဂျော်နီဝေါ်ကဘလက်လီပဲတိတ်မဆိုးဘူးကဟုတ်ကဲ့ဆရာဆရာကဒီစက်ကူအနက်ဘက်ကြိုက်တယ်လို့အနီးဘက်က95ချက်တောင်ရသေးဆရာအေးကျေးဇူးပါပဲဝဲအဲခမောင်လေးရဒါမပြောပါတော့ပါဘူးဆရာဆရာကျေးဇူးတွေကကျွန်တော်စီမှာစက်မကုံရှိပါတယ်ဆရာ ဟိတ်တစ္ဆံထိုစကားသည်မှန်၏ယခုခမောင်းလင်းသည်ဝဲကြီးဘွားမှရှိသည်တော့ကလွန်စွာဆင်းရဲပါ၏မိခင်မုတ်ဆိုးမှလောက်ကင်ကြွေးရသည်ရရကြပန်းလုံးနှင့်လက်သမားနောက်စောက်ထွင်းရေးဘောထိုးလိုက်ရ၏ပယံဆရာတိုက်ဆက်အောင်မမစလာတဲခဲ့ရ၏ကန္နာပွဲုံစကန်မှာအလုတ်ကျန်းသမားတယောက်ဖြစ်ခဲ့ရ၏ ထိုပြင်အိမ်ဤပဝင်ခြင်းကိုရေထမ်း၍ရောင်းကြရသည်ယခုသူကျေးဇူးရှင်ဆိုသူ ကိုပမှုမှာဟိုတုန်းကတရက်ွက်ထဲသားများဖြစ်၏ထိုသင်ကကိုပမှုလဲယခုလောက် အခြေအနေမကောင်းသေးလေကားသုံးတိမြသုံးမိန်ကလေးမှာငားရန်နေထိုင်ရသည်အိယကားမှာဝေးသည် ကိုပမှုတို့အိမ်၌ဘာမစူခိုင်းစီသမျှလုတ်ကင်ပြေကြရသည် ရှင်တို့ဖြစ်ကိုဘမိုချင်းဤတူးတက်ခဲ့၍ထိုရက်စွန့်ခွာပြီးတခြားရက်မှာမြေဝဲအိမ်ဆောက်ခန်းဒီတညတနိုင် ကိုဘမိုနဲ့မိစီတတိုက်အရက်တော့ရဝဲကြီးကတပည့်ကောင်းပြီးသားသောရေခဲရိုက်ခွဲပေးခြင်းစောရာပလင်းဖွင့်ပေးခြင်းအမီးဝဲပေးခြင်းစသည်တို့ကိုပြုစုနေသည်ကိုဘမိုသည်ရုတ်တရက်တတိယဟန်ဖြစ်အောင်မာငါဒီရက်ကသွားကနေငါတပည့်ကြီးတော့ကြီးစုခဲ့ရအောင်ပါလားဆိုပြီး သူနဲ့တောက်ဖို့တရအောင်ဟေးလိုက်မင်းဌာနမှာဒီကောင်အတွက်အလုပ်တစ်ခုခုများပေးနိုင်မလားဟေးအီတွင်လာကြီးဆိုသူကဟာကိုဘမုန်နေကျွန်တော်ကြံပြီးဖြစ်တာပေါ့ဗျာသူကအလုပ်ရွေးနေမှသာဆွေးရတယ်ဟာဒါဖြစ်လုတ်ပြီးလိုက်သံကွာဆိုပြီးဝဲကြီးအောင်မင်းကတော့အလုပ်မရွေးလုံးမယ်မဟုတ်လားဝဲကြီးကအလုံယူကျိုးစွာဖြင့် ဆရာတို့ကတင့်တော်တယ်ဆိုရင်မိန်လာပဲကြုံရပါစီဆရာအေးဒီလိုမှပေါ့ကွာဒါဆိုရှယ်လစ်စိတ်တယ်ပဲကဲလာကြည့်မင်းလောက်ကဘာလဲကွာကျွန်တော်ဌာနကအရက်ဖြူဆိုင်တစ်ခုမှပလင်သိမ်းပလင်ထန်ဆိုတော့ဗျာအဲ့ဒါတနေ့တကြက်ဆန်းကားပြားကဆက်ရမှာပဲနောက်တော့လူလဲလဲသလိုပေါ့ဗျာသူ့ကွက်နဲ့သူမြင်လာမှာပဲ ဖိတစ်စံထိုစကားသည်အလွန်လွန်မှန်လေသည်တကားအเจ้าမှာအယသမားများတည်တော်မူကြသည့်အချိန်အရေးဖြူမှုန်တိုင်းမျိုးမျိုးတက်ခဲ့သည်ရောင်းမုံရောင်းဤအမျိုးမျိုးပြောင်းခဲ့သည်အရက်မလောက်မငော့ဖြစ်ခဲ့သည်လူတွေကိုယာချီ၍တန်းစီစီခဲ့သည်ရောင်းရင်တန်လန်းကုံသွားပြီးစိုင်ပိတ်ဖြစ်ခဲ့သည် အပြင်းမရှိကျက်30စီးထိဖြစ်ခဲ့သည်တဖန်နဲ့နဲ့ရှင်းနိုင်မော့စေနာကြီး ညနေ3နာရီမှ8နာရီစသဖြင့်အလီလီအချိန်တွေကန့်သက်ရောင်းခဲ့ပြန်သည်ထို့ပြင်ပလင်းနဲ့မရောက်တော့ပတ်ချင်နေသောရောင်းသည်တပတ်ပြာ30လူတယောက်5ပတ်ထိသောရောင်းမီလုပ်ခဲ့ပြန်သည်ရှင်းတို့မှာပတ်ချင်ရမှာဝယ်တဲ့လူမမြင်အောင်ရောင်းသူကမြင့်မြင့်မော်ထိုင်ရက်လက်လျင်သွားလျင်သွားခြင်းသည်15ပတ်၄ချက်ခွဲဖို့ဝယ်မှတပလင်းရသည် ရှင်တို့ဖြင့်တောက်သူများဒုက္ခရောက်တဲ့လောက်အရက်ဆိုင်ကလူသားများကြီးဝခဲ့ရာဖော်ပြခဲ့သောကျွန်ုပ်တို့ဇက်လိုက်ဝဲကြီးသည်လူတလုံးသူတလုံးဖြစ်ခဲ့သည်လေပင်ရွှေကျူးဆွဲခဲ့ပြီးဝဲကြီးဟူသောအမိပင် ခမောင်လွင်သို့မိတ်ဆွေများအောင်မွေးငါကျွေ၍ပြောင်းခဲ့သည်တရင်သာရင်၌ကျင်ညာခဲ့သည်မိမတေအောင်လက်ထက်ယူ၍တင်းတောင်းတင့်တယ်နေနိုင်ခဲ့ပြီး ယခုမှအရေးပြူဆိုင်မှာနေသာပလင်တန်ဝဲကြီးမှုတော်ပဲလာကားသာပတ်ခြင်းခမောင်းလင်းဖြစ်နေပြီယခုသူ့ဆရာသခင်ကျေးဇူးရှင်အားရာကျော်ပေးရသောဝီစကီ ထိတ်တန်းစီးကရက်တို့နဲ့ကရော့နိုင်လျာရင်းလိုလူသားများကောင်းသားခြင်းသည် ချဲ့ရဲ့ဤအခက်အလက်အဖူးပွေများဟူ၍မစိုးထိုက်ပါလောတနည်းအားဖြင့်မှုန်တိုင်းထဲမှာပွင့်သောပန်းများပေါ့တော်ရာဆွေး ရှုထောင့်ကြနေအမတ်၁ဆရာဤတော်ဆွေရေးသားသောဝိထုတို့ကောင်းတပုတ်ဖြစ်သည့်ကြုံရပြန်ပြီးရော1959ခုဩဂုတ်လဆန်းတရနေ့သည်တတက်နေ့တကူသူများစီဟာခြေသောကျွန်တော်၏ငွေပင်ငွေရင်းကလေးနှင့်အီမီသောအဟိကိုပိုင်စာအုပ်ကိုထုတ်တော်နေဖြစ်လျား ဖုံးမောင်တကောင်နဲ့လွန်စွာအလုံးများရကောင်နေဝေမူချုံမောင်အိမ်သို့ပြန်ရောက်သည်တွင်လေကားတက်လိုက်လင်းတက်လိုက်ချင်းဖိုးကျင်စွေလေလာကြီးလားကွာကိုနေကင်းကြီးကလေးကထိုင်ဆောင်နေရတာနောက်ဆုံးမလာနိုင်တဲ့ဆုံးညနေ၄နာရီလောက်မှမော်တော်ကပြန်လွတ်လိုက်ရတော့ပဲတက်တက်တည်းရပုတ်သွားတာပေါ့ကွာစီချိုမိမ့်မွက်သူမောင်ဂျိုမင်းသူမဟုတ်ကျွန်တော်ဤစာတပုတ်ပါပဲ မိတ်ဆွေမမီကောင်းမမီပေမီရှူမွားတွင်အဟိကန္နာစဖွင့်စဉ်ကပထမဦးဆုံးအမိတ်ပြိုင်ဆိုလာမှမင်းသားထို့နောက်ဟောလာပြန်ပြီးကောဝိထုမှဇက်လိုက်ကျွန်တော်ဤငေးတငယ်ချင်းဖိုးတင်ဆွေပါပေတည်းကျွန်တော်ဤသည်မောကြီးပန်းကြီးဖြင့်လွယ်အိနဲ့ထီကိုဇနီးတို့ပြေကောချွေးရှင်းနေသောဆက်အင်ကြီးကိုချူရင်းရောက်မှဖြစ်အေးအေးစီစီနေမယ်မို့လားကွာဘာလို့တည့်ရပုတ်သွားတယ်ဆိုတော့က ဘာများအရေးကြီးလာပြန်တာလဲမော်ဘီကတက်မတော်ကြက်ချက်မောင်းကြက်သွားဝင်ကြက်သွားဝင်မလို့ကွာလို့ကိုရဲ့မှာကြက်တွေတစ်နှစ်2000 3000ဘုတောင်ရောင်းစားနေရတယ်ဆိုသူဒီရန်ကုန်မြို့မှာစီးပွားရေးဖြစ်တည်နိုင်မွေးရည်မြေပောင်မျိုးသူပြန်ကောင်းနှစ်ဤကာခွဲရှိသောရေကန်ကြီးမှာငါမွေးချင်းခြံဝင်းကျဲကြီးတဲ့မှာဥစားကြံမြမွေးချင်းကိုတည်ထားပါသည် ေးဒါပေမဲ့ဒီနေ့ကိုကြက်တွေစက်နာဝင်လို့မြို့ပြုတ်သွားတယ်ကွဒါကြောင့်ကြက်ကောင်100လောက်ပြန်ပြီးမတဲမယ်လို့မော်တော်ကားပါတခါရဲခေါ်လာခဲ့တယ်ကိုလူစနေနေ့တော့နေဝက်အားမယ်လို့အောင်းမိတာကို၄နိုင်ထိုးလို့ပြန်မလာတော့မှမော်ပြီးသွားချိန်မရှိတော့တာနဲ့ကားပြန်လွတ်လိုက်ရတယ်ကဲနေ့ပြန်တနည်းကနေတော့ကိုလူအားပြီမို့လားမနေ့ကားကိုပြန်မထားလိုက်တယ်ရောသူတို့ငယ်ချင်းကိုစိုက်ရေးစရာဖြစ်မိထားကော ပြန်တောင်းဝယ်အရာရှိကြီးများအောက်မေ့နေပြန်လာမသိစင်စစ်နှက်ပြန်တနည်းငနေမောက်ကျွန်တော်ပူရီမအားပြီကျွန်တော်အဟိပါဆိုင်ဆရာကလေးများသူတို့အဟိဝင်းကြီးချုပ်အိမ်တို့လာရောက်ဆွေးနေကြမိပလင်းကန်၍စာပေမွေကုန်သောကျွန်တော်တောက်ဖို့မြောင်သူတို့ယုံအားရက်တွင်လာ၍ကျွန်တော်စောက်ကိုဝေဖန်ကြမိအေးချောင်းကိုပြောပြတော့ကကျွန်တော်မရောက်မီကပင်ပလင်းဖွင့်ပြီးပြီဖြစ်နေသောသူမျက်နှာရီဝဲဝဲကလေးဖြင့် အေးဖိုးကျင်ဆွေကနောက်မှတွေ့တဲ့လူတွေသာအရေးပေးပြီးတော့ကိုလိုငဲတငဲချင်းကိုမခင်တော့ဘူးဟုစေကနာထူလာတော့ဤစေနိုင်တခွမှမောရသေးသောကျွန်တော်ကဟာဘာဆိုင်လဲကွာကိုလိုမအားရဟာကိုကိုလိုချက်သွားဝယ်တာချက်သွားဝယ်တာကကိုပါတာကိုပတ်စံပြီးဝယ်လာပြီးတယ်မို့လားဒါတော့ဒါပေါ့ကွာတို့ပေမဲ့ကိုရန်ကုန်ခဏတစ်ပြုတ်ရောက်တော့ဘဲသွားသွားဘာလို့လို့ကိုတငယ်ချင်းနဲ့အတူတူ ဖြစ်ချင်တာပေါ့ကျွန်တော်လည်းနောက်တစ်ခွက်ကောက်ကင်လိုက်ပြီအေးအေးကောင်းပြီဒါပေမဲ့ကိုစနစ်နိုင်မထိုးခင်အိမ်ပြန်ရောက်ဖို့လိုတယ်နော်ရောက်ပါလေဟာကာရှစ်နိုင်မှထားရဟာမော်ဘီရသွားပြန်၄နိုင်ကြာမလားကွာအချင်းအတွက်စာအဖြစ်မဲ့ဤသို့တော်သူသည်ဘဲသွားသွားဘဲတော့မှဖြူဖြူဖြောင်ဖြောင်တန်တန်မမမရှိကျွန်တော်ကိုရီအဖြစ် ိခဲ့ပေါင်းများလိမ့်ပြီထို့ကြောင့်ကျွန်တော်ဒီဘဲကမစိုးသူနဲ့တွေ့ရမှာ ကို့တွင် အချိန်ကန့်သက်ထားတာရှိရင်လွန်စွာဆိုရမည်ဤနနမိုးတော့တွင်သူငားထားသောကားက၈နာရီအချိန်မီရောက်ပါ၏သို့တော်သူသည် မနဲ့လင်းလင်းငားကြိုက်သူပြီပြီငားရင်နဲ့ထမင်းစားလို့သည်ဟု ကျွန်တော်မိမကိုစီမံခံဝင်နေ၍ကျွန်တော်ကဟော့ ဒီအချိန်ရန်ကုန်မှာငါးစားမယ်စားရွှေနဲ့စိန်ကိုစင်းကိုလုံးကြော်စားတာမှရှားလေဦးမယ်ဟုပြောသည့်တိုင်လမ်းကငရှင့်ကိုအော်တန်ကြ၍ဟာငါမစားရငရှင့်စားမယ်ဟု သူခေါ်ဝယ်ပြီးကိုယ်တိုင်ချက်မီ လုံနေပြန်သဖြင့်ကျွန်တော်မှမိဖို့ကြောင့်လည်းအတင်းဆွေးထုတ်ခဲ့ရပါသည်ကာဟုသူကိုယ်တိုင်မောင်းခဲ့၍ပြည်လမ်းမှာရောက်သည့်၌ကျွန်တော်မှလမ်းတွင်သူ့အတီကျွမ်းများမတွေ့ပါသေးနှင့်ဟုစိတ်ထဲကတဖော့ဖော့ဆူတောင်းရသည်သို့သော် ဒလဝေးတဲ့ခီလန်သူ့လိုအပေါင်းအသင်းများသူသည်အဘယ်မှမတွေ့ပဲနေပါလိမ့်အန်နီမင်္ဂလာတော်ရောက်တဲ့နေ့လမ်းဘေးကားထိုးရလိုက်ပြီး သူ့ကိုမမြင်သူ့ဘာသာမတက်ရင်းနေမတက်ရနေတော့လူတည်းအောင်ကြည်စမ်းကြည်စမ်းမတွေ့ရတာကြပြီ အခုမှကြင်ကြံဖန်ဖန်များတို့သူလဲသူ့တန်ကြမော့ဟောကုတင်ဆွေပါလားခမက်ကိုဘယ်မှနေလဲဒီနေရာဘာလို့နေရလဲ ။ထောက်ကျန်သွားမလို့ဘက်စကားစောင့်နေတာ။ဟာဒါဖြစ်အစင်းနေမယ်။လာတက်။သူ့ဘဲကရှာရှာဖွေဖွေမိတ်ဆွေဖြစ်ခဲ့ရလေဒီမသိ။ထိုးလို့မှစံကေတာပေါ်ဝါခေါင်းပေါင်းပတ်နေဖြစ်၏။သူတို့နေရာမှာဟိုအကြောင်းဒီအကြောင်းများလှိုက်လှိုက်လဲလဲပြောကြ၍ကျွန်တော်စိတ်တွင်อืมလမ်းရဲ့အချိန်ကုန်နေတာထက်ကားပေါ်ပါလာပြီလို့တော်ပါပြီသေးရဲ့ဟု တွက်ဆရာ၏။သို့တော့မတော်ပါ မတော်ပါ ို၍ပင်စိုးသွားပါ၏အကြောင်းမှာဟိုရင်းဒီရင်ပြောနေရမှစကားဆက်ဖြစ်ကိုကေတာကယခုသူ့မိမရနေပြီဟုပြောလိုက်တော့ခါ၌ဖိုးတင်ဆွေသည်လုံသောဝမ်းသာအားရဖြစ်သွားလျက်ဦးဟုတ်လားကျွန်တော်တောင်ဖိတ်စာမပေးဘူးဗျာအခုခမရမိမဘယ်မှာလဲအိမ်မှာတော်တော်ချိုးရလိုက်ရလားဗျအတင်တင်ပေါ့ဗျာကျွန်တော်လိုက်မကြည့်ရဘူးလားဗျာ အင်းစကက်ပေါက်ကတော့ရှည်လေးပြီဒီတော့ဟိုခမရမှာလဲကြည့်ရပါတယ်ဗျာကြည့်ဆိုအခုလိုက်ကြည့်မအင်းကဘယ်မှာလဲကဲလောက်ပါဟာကျွန်တော်မျက်စောင်းခဲတော့လဲသူကျွန်တော်ကိုမမြင်ချင်ထို့နောက်တကယ်ပဲဟိုလူအိမ်ရှိရသို့မောင်းလေးပြီနီနီနာနာတာလန်နဘေးတွင်ဖြစ်ကျွန်တော်မပြောပါယခုလက်ရဘက်ချူစင်၍တက်မတော်ကင်းရွာကလေးကိုဖျက်ကျော်ကောင်းကျွန်တော်စိတ်ထင်နှမ့်မိုင်ကဲ့ မိုးရင်နွားလဲလန်းပြက်တွင်ရေအိုက်များရှင်ပွဲများကို တိန်းငါငဲ့ကောင်ခဲရင်စွာမောင်းသွားရပါသည်ဒရိုက်ဘာလဲလမ်းမကောင်းသဖြင့်သူ့ကားတွေစိတ်ချမ်းသာမည်မဟုတ်ဟိုကေတာမှာလဲသူသွားလိုတာကထောက်ကျင့်ယခုပြန်လာတာကအိမ်ကျွန်တော်စိတ်တွင်ကောင်းအထူးပေါ်ပြစရာမလိုပြီလက်ကနာယီတကြည်ကြည်နေသောငတိကိုအန်ခဲနေရပါသည်ထူရော်လေးနာမည်ကရေကြီးအိမ်ပါတဲ့ ိုလူအိမ်ရောက်သောအခါ၌ဖိုးတင်ဆွေသည်ထိုလူမိမကြည်အောင်လာသည်ဆိုတော့ကိုလုံးဝမေ့လိပြီ။ပိန်နေမလကောင်တမ်းမယောင်ရှောက်ကြက်မောက်တင်းင်းနှင်းသည်ပင်နက်နက်ပင်စသည်တို့ဖြင့်စိမ့်စုံညိုမောင်းနေသောဥယျာဉ်ကြီးတို့စိတ်ရောက်သွားကဟင်ခမရချန်ကြီးကအခြေကြီးပါလားလာရှောက်ကြည့်အောင်ဗျာဟိုဆရာလဲသူမိမတိုးသူမကိုကျွန်တော်တို့ပြနေသည်ထက် ကျွန်တော်တို့ပြနေသည့်ထက်တဟားကမှကောင်းမွေလေအောင်မည်ဟုယူဆဟန်တူသည်အိမ်မော်မမတက်ပဲတကြူတစ်ခုကိုယူလာကောင်ခြံနဲ့ရှောက်ပြရင်ကျွန်တော်တို့ဟာမလကာသည်တံပြားသည်များခုပေးပါသည်အတော်တန်ရသောခိုင်နဲ့ကျွန်တော်ကကဲတော်တော့ပါပြီဗျာကျေးဇူးတင်ပါတယ်ဟေးပိုးတင်ဆွေဒီဆရာလဲထောက်ကြံသွားเสียရှိသေးတယ်ကိုတို့ယွန်းကြပါစို့ကွာကွီနိုင်ကိုတကြအုပ်တန်နဲ့ပြောလိုက်ရပါသည် တို့နှင့်တနိုင်များအချိန်ဖြုန်းခဲ့ရ၍ထောက်ကျင့်ရောက်သောကောင်၁၀နိုင်ကျော်ပြီ။မော်ဘီကားသိမ့်မှု၁၇နိုင်ထိုးပြီးပြီဖြစ်ပြီးအလုံးထမင်းစားကြလိမ့်ပြီ။အကယ်ဒီကျွန်တော်တို့လူကြီးကြီးဖြစ်ပါမူအောင့်လင်ခံ၍မော်ဘီမှာကိစ္စပြီးအိမ်ပြန်ရောက်မှထမင်းစားပြီဟုကျွန်တော်စွတ်ကိုင်းပြီ။တိုးတော်သူမယမကကာစီအောင်ခေါ်လာခဲ့သောကျွန်တော်သာကလေးနှစ်ပါပါလာသည့်အတွက်ငေးညာလိုက်ရပါသည်။ ထိုနေ့သည်တနင်္ဂနွေဖြစ်၍ခေါက်ဆွဲဆိုင်တို့တွင်ရဲဘော်များပြည်နေနေသည် ပထမကျွန်တော်တို့ဝင်းထိုင်သောဆိုင်မှာလူတတုထသွားကားသောသပွဲကျဲဤဖြစ်၍နောက်ထပ်ရဲဘော်တို့ဦးရောက်လာသည့်ဖြင့်ကျွန်တော်သည်နဗီဆိုင်သို့ပြေးကြည့်ပြီးသပွဲလိုတစ်ခုတွေ့သည်နိုင်တရုတ်ထံမှာပြည်သားများကိုဖျက်သိမ်းကပြောင်းခဲ့ရပါသည်တသိန်းတရံဆံများနဲ့တစပွဲတည်းစားကြတော့ကြတော့အမှုသမားတွေရင်ဖြစ်မှာဆိုရွေလားလုံးဝမဟုတ် ၎င်းနဲ့စန့်ကျင်ဘက်တွေ့သည်မြလူနဲ့မိတ်ဆွေဖြစ်ပြီးစကကြောရှိနေတသောဖိုးတင်ဆွေ၏တဘာဝကိုကြိုတင်ကာဝေးရခြင်းဖြစ်ပါသည် ပြောရအောင်မည်ထိုနေနဲ့ကုတင်မောင်အမှုပြုသောမိတ်ဆွေတစ်တိုက်သည်မော်တော်ကားတစ်စီးနှင့်မယန်းကုန်းဟိုတယ်သို့ဟင်းလျာလာဝယ်ရင်းဘာမှမရသဖြင့်ကျွန်တော်စီကိုစက်တောင်းရန်ရောက်လာကြသည်ကလေးများကိုစက်လိုက်ဖမ်းခိုင်းနေစဉ်သူတို့အိမ်ပေါ်မှာတော်တော်ကြာနေသွားကြသည် မိတို့ပင်ဖြစ်စေတော့ငုတ်တုတ်ထိုင်နေသောဖိုးတင်ဆွေကိုဘသူနည်းမြှမိတ်ဆက်မပေးလိုက်ပါပေးခဲ့တော့သူကစကပေါ့စကသားများများနဲ့ပါတီကြပြီးဟိုလူများလည်းတွတ်တော်နေမပြန်ပဲကျွန်တော်တို့သွားရမည်ခီဖဲ့မှဆွေရတော့ကြောင်းဖြစ်၏သူကျွန်တော်ဤမြပင်တောင်းရောက်ထင်ရပါသည်တို့တိုင်းမှာယခုတရုတ်ဆိုင်တွင် ကျွန်တော်ခဏကလေးလစ်သွားမိသည် စာရင်တန်လန်ဟိနေ၍ကျွန်တော်ဘဲခင်သွားမှာစဉ်ဘာသာကျော်ဘလူကဘလူစသည်မသိကျွန်တော်ပြင်းရသောခါဟိုဘက်သဝဲကရဲဘော်ကလေးများနှင့်မိတ်ဆွေဖြစ်နေကြပြီစာကလေးကဟိုရဲဘော်ကလေးများစကားပြောနေကြသည်ကိုသူမျက်နှာကြီးပြုံးစနေနေနဲ့လက်ကြီးလက်ကြီးလုံနေသည်ကိုတော့ကျွန်တော်သတိပြုမိသားတွေ့သည်မလူကိုမိတ်ဆွေလှုပ်ချင်းသည် သူဤတက်ခြင်းပေသည် ိုဘက်နဲ့ဒီဘက် secret ပေးခြင်းအရက် logo ပြုခြင်းမှာစလိုက်လျောတယောက်နာမည်နေရက်တယောက်ပြောကြလျက်နှစ်ဘက်သလုံးအရက်ရှင်ကလေးရရနေစကားကောင်းလိုက်ကြတော့လေနောက်ဆုံးမှရဲဘော်ကလေးများသွားလျော သူ့ကားနဲ့လိုက်ဖို့ပါတော့မည်ဟုဖို့တင်ဆွေတည်တနာပူတော်မူလျော၏ရှင်၌ကျွန်တော်မနေတာတော့ပဲသူ့ညိုတဲ့ကြီးကိုဇပွဲအောက်မှာချောင်းနဲ့လှန့်ကန်လိုက်ပြီး ဟေ့ဖိုးတင်ဆိုရင်တို့သွားဖို့ကိစ္စလည်းမေ့မထားနဲ့ကွာပြောပြီးကျွန်တော်တို့မှနိုင်နဲ့ချိန်ထားတာရှိလို့ပါဟုကျွန်တော်ကပင်ရဲဘော်ကလေးများအောင်တောင်းပန်လိုက်ရပါသည်ဆိုင်တွင်မှအမြင်ထွက်ရအောင်လုပ်ပြီးကျွန်တော်သူ့ကိုမျက်စောင်းတစ်ခဲခဲနဲ့နေတော့ရအောင်ကားပေါ်ရောက်သည့်၌သူဆက်နှုတ်ရင်းကျွန်တော်ကိုပြုံးပြုံးကြီးကြည့်၍အေးကိုတော့ဖိုးကျင်စွေပြောလေပြောစရာဖြစ်နေပြီကွယ်ပြောရုံနေမဟုတ်ဘူး ကိုင်းကိုကျုပ်တက်ချင်နေပြီတိလားကဲအခုဘယ်နှနာရီရှိနေပါလဲကျွန်တော်လည်းကနာယူပြလိုက်သည်12နာရီကျော်နေပြီကဲကြက်ချံသွားမနေနဲ့တော့ပြန်မောင်းတော့ဒီလောက်ရှိကိုယ့်ရဲ့တွေရောက်နေတော့မယ်သူမျက်နှာကြီးရှိုးအန်းအန်းဖြစ်သွားကဟာဒီရောက်နေမှတော့ဖိုးကျင်စွေရစင်စစ်ကျွန်တော်မိတ်ဆွေတွေကနှစ်နာရီသုံးနာရီမှရောက်တဲ့၍ တော်တော်သည်ကြည့်ဒါပြင်မောင်းမြင်မြန်တော့မြင်မြန်လို့မြင်မြန်ကိစ္စပြီးပြီနော်မော်ဘီမတက်မတော်ချက်ချံတို့သုံးပိုင်မြောက်သွားရသည်သည်ရောက်တော့ကကြင်မြမွေးမိပုံကို သူရှောက်ကြည့်သည်သည်သူနဲ့ကပ်လိုက်၍အချိန်မဖြုံးရင်တတူတူလုံနေရတာကကျွန်တော်ထို့နောက်ချက်ချံမှုနဲ့ကြဲ့အယောင်းဝယ်စကားပြောကြ၏အကောင်ငယ်အမွေးဆုံးအထီးမောင် တဆဲသည်ဈေး၌ကိုလိုချင်သောအကောင်ရည်တက်ကိုပြုတ်၍ဖန်ခိုင်းပြီးကားပေါ်တင်လိုက်ယုံရှိတော်သည်မဟုတ်တုံလောဖိုတင်ဆွေကမဟုတ်သည်သူ့ထုံးစံတိုင်းသူ၏နာမည်နေရက်ကိုပြုတ်ပြီးချက်ချက်မို့၏သာတိဌာနေကိုမေးသည်ဟိုဟာပြောသောအခါအားဒါဖြစ်အဲ့ဒီကဘသူဘဝတိမာပဲဟာစပြီးနှစ်ယောက်သားသူတို့ကျဲအယောင်းဝယ်ကိစ္စဖြစ်ပြီးအဲဟိုလူများကြောင့်နေဟိုအကြောင်းဒီအကြောင်းနေအစ္စလမ်ဝေအောင်ပြောကြကြည်တော်ဗျာ ကျွန်တော်ကနားထောင်နေတော့ပဲနာယူပြ၍ဟိုလူမမြောင် သူ့ဘေးလက်သီးနဲ့တချက်ဆောင်ပြီးတက်ချံမှုအလုတ်ခန်းထဲမှထွက်ခဲ့ကောကားပေါ်တက်ထိုင်နေတော့သည်တို့တိုင်အောင် သူ့တတော်နဲ့ထွက်ပေါ်မလာသည်လာမဲ့လာတော့ဥရပါရပြေးထွက်လာကောဟိဖိုးချင်စွေဖိုးချင်စွေပါတော့နင်းစကားများလို့ဟိုကရိုက်လွတ်လိုက်ပြီလားမဟုတ်ပါဘူးကို့လူပစံဘလောက်ပါခဲ့လဲ ရော့20ပဲရှိတယ်ဘလောက်လိုနေလို့လဲကျွန်တော်ဆရာယူပြီးဒရိုင်ဘာကိုမေးပြန်၍ဟိုက30ပေးပြန်သည်အေး30တန်းသုံးချက်ကိုကန်၍သူ့ရှစ်အင်ကြီးအိတ်ထဲမှရှိစုမဲစုထုတ်တော့အနုတ်30လောက်ကျွန်တော်နားမလည်နိုင်ပဲအမေကဘာဖြစ်တာရောပြုံးကြေးကြီးဖြစ်သွားကဟိဟိကိုပတ်ဆိုင်မိကြံခဲ့လို့ကွာ ရင်းမကျွန်တော်၏အင်ကြီးကြိုက်တွင်ခြေထားသောသူ့တည်ရီအိပ်ပြားကိုကျွန်တော်မျက်စီတွေမြင်ရောလာပါတော့သည်အဲဖြည့်ရမယ်ကွာတောက်ကဲဒီငွေလေးငူစီကဘာလို့အုံးမလို့လဲနမူနာမွေးကြည့်အောင်ရသမျှပဲဝယ်သွားမယ်လို့အေးဒါဖြစ်မြင်မြင်လို့ကဲကလေးတွေလိုက်သွားကြစမ်းကြက်မြင်မြင်ဆွဲတင်ခဲ့ရှင်တို့ပြည့်ကြက်ကောင်တရာလောက်ဝယ်ရအောင်သွားသူသည် ဝိုင်းလေဟွန်းခေါ်ကြက်အဖြူမျိုးအထီးနှကောင်အမက မကလေးတုံးကောင်ပေါင်၅ကောင်ပါလာကလေးတည်းသူအမေဒီဤမြနဲ့ကိစ္စပြီးပြီးထင်ကြပါသလားနိုးထောက်ကျန့်လုံတော့ကကျွန်တော်တို့ကားရွေ့အောက်သို့ဆင်းကြပြီးလင်သူမျက်နှာရည်တည်ပြုံးစီစီဖြစ်လာကရွှေညောင်မင်းရောက်တော့ခနိုင်ကားချိန်တက်ရက်ဟေ့ပိုးကျင်သွေးကိုတို့ပြောင်းမှုတော့ဝယ်ကြရအောင်ကိုလာကလေးကဝဲပြံမဲ့စိတ်ကူးထားတာပေါ့ကွဒါပေမဲ့အခုဘယ်မလဲပတ်စံ ဘသူရှိတော့လို့တော့မောင်းရင်လည်းပုံနဲ့ရှင်နိုင်ပြန်မှုဆိုင်ရှိကားထွက်ရလိုက်ပြီးသူတဟီးဟီးရေ၍ဖုတ်ကျင်ဆွေဟိုကို့မစူနေတော့နော်ပတ်စံမိခဲ့တာမဟုတ်ဘူးကွာညအိယာဝင်းကလေးကဘောင်းမီအိတ်ထဲပြောင်းထည့်ထားတာခုနကမှသတိရတယ်ဦးပြောပြီးသူ့ဘောင်းမီအိတ်ပုတ်ပြပါသည်ကျွန်တော်ကညင်းညင်းညူညူပင်အင်းဖြစ်ရမယ်ကွာဖုတ်တင်ဆွေဖုတ်တင်ဆွေဒါပေမဲ့ ကြက်ချံတော့မပြန်ပါနဲ့တော့နော်နှစ်နာရီထိုးတော့မယ်ဖះစုအချိန်မရှိတော့ဘူးမပြန်ပါဘူးကွာကိုကြက်တွေဟိုကအနေထားနဲ့မသိလျော်လို့ဝဲမသွားပြအောင်တမာတွေကနှကောင်းနေမြများကလှဲစားပေးတာဖြစ်ရမယ်ကွာအင်းသူမိတာပဲတမာတွေကနှကောင်းနေမြအလုပ်တယ်ဗျကြားဘူးကြလားကြုံဘူးကြလားမိတ်ဆွေတို့သို့တော်သူဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကြောက်ကြရတဲ့လို့ကိစ္စတော့ရှိနေပါသေးတယ် ဒီနေ့အိမ်လာတဲ့ဧည့်သည်တွေပါစားရအောင်ရဲလို့ပြောင်မှုတွေ200 100 300ကျန်စီနဲ့ကားပေါ်တင်မိနေကမှတက်ဖူးမကြမ်းဟဲ့ကလေးတွေအကုန်ပြန်ချကြဟဲ့ချကြဟဲ့အကြမှာသူ့အဆန်ရာဏကြီးဖြစ်နေပြီးပြောင်မှုတွေများသည် ရှိသည်မျှအကုန်ဝယ်တောင်းပြန်မအန်းနိုင်ပါဘူးတဲ့ရခုကသူ့ပထောင်းပြန်ရင်စက်နမူနာမွေးချီဖို့ယူသွားပြီဆိုတော့တက်ဖြူကလေးငါးကောင်သူ့ထုံးစံတိုင်းမိထားခဲ့၍ ။ဤချက်ကလေးများကျွန်တော်ရင်ရှိလမ်းတလားနေကြသည်ကိုကြည့်ကောဤစာကိုရေးလိုက်ရပါသည်။တော်တာဆွေရှီမွာမဂဇင်းအောက်တိုဘာ1959